မင်္ဂလာပါ။ audio wine zone နိုင်မှာကျိုးစောပါလေ။ဒီခုတစ်ခါဖတ်ပြပေးမှာတော့ကောင်းခန့် Facebook page ကနေတင်ထားတဲ့ငလင်ကပုတ်ပါးမီးရောင်ကို노ထစေမှလားဆိုတဲ့စောင်းမကိုဖတ်ပြပေးမှာဖြစ်ပါလေ။နားဆင်ကြည့်ပါဦးခင်ဗျာ။ငလင်ကပုတ်ပါးမီးရောင်ကို노ထစေမှလား။ကျွန်တော်ပြောချင်နေတာကြားပါပြီ။ဒါကိုဂျုံတန်းလို့ထင်မှအမှန်ပါပဲ။ဒါပေမဲ့မဟုတ်ပါဘူး။တစ်ချိန်ကြရင် ပြန်လဲနိုးထလာမှာအမှန်ပါပဲဘယ်ချိန်ဘယ်ခါမှပြန်နိုးထလာမယ်ဆိုတော့သူတေသနာပြုတ်တွက်ဆရမှာပါကျွန်တော်တို့ဟာဘူမိဗေဒသမားမို့လို့အချင်းချင်းတိတော်လဲအများသိအောင်ဝေငှရခြင်းဖြစ်ပါတယ်ကွာမမီးတောင်မျိုးစား၃မျိုးရှိပါတယ်နံပါတ်1မီးတောင်ရှင်နံပါတ်2မီးတောင်သိနံပါတ်3မြုံနေသောမီးတောင်ဆိုတာပါပဲပုပ်ပါတောင်ကို အများထင်တာက မီးရောင်သေလို့ထင်ကြတယ်။လုံးဝမဟုတ်ပါဘူး။နံပါတ်3မြုံနေသောမီးရောင်မှာတစ်ချိန်ကျရင်ပြန်လဲနိုးထရှင်သန်လာမှာပါ။ပုပ်ပါမီးရောင်နောက်ဆုံးပောက်ကွဲတာလွန်ခဲ့တဲ့နှစ်ပေါင်း1000ကျော်ပါပါ။အကြိမ်ကြိမ်ပောက်ကွဲခဲ့ပါတယ်။ပုပ်ပါတောင်မပောက်ကွဲခင်ပုပ်ပါတောင်ဆဖြစ်တည်တာကလွန်ခဲ့တဲ့နှစ်နှစ်တန်းကပါ။ဘာကြောင့်ဖြစ်လာတယ်လဲဆိုတော့အိန္ဒိယမြေရုကြက်ကနေ ယူရာစီးယားပလိတ်မြေလူးချက်ထဲကိုစိုက်ဝင်ရနေမီးရောင်တွေဖြစ်တည်လာတာဖြစ်ပါတယ်။ယခုလဲနှစ်စဉ်စိုက်ဝင်စဲပါ။တနစ်ကို7စင်တီမီတာခန့်မှာဒီစိုက်ဝင်မှုဟာမြမပြည်အနောက်ဖက်ရခိုင်ကမ်းလွန်ပင်လယ်ကနေအောက်ဖက်ကပလီပင်လယ်အရမန်စီနောက်ဘယ်အောက်ဖက်အင်ဒိုနီးရှားကွေ့သွားပါတယ်။အရင်ပို့စ်မှာကျွန်တော်တင်ထားပါတယ်။ဒီစိုက်ဝင်မှုကြောင့်အင်ဒိုနီးရှားမှာမီးရောင်ပောက်ကွဲခြင်းနဲ့ ဆူနာမီတို့ဖြစ်လာရခြင်းမှာမြန်မာပြည်အောက်ဖက်အနည်းဆုံးပင်လယ်ပြင်အထမန်စီးထဲမှာပါရင်အိုင်စလန်မှာ အခု မီးရောင်ရှင်တစ်ခုရှိတယ်။ဒီမီးရောင်ပောက်ကွဲရင် အနည်းဆုံးကမြန်မာနိုင်ငံနေနဲ့တနင်္သာရီတိုင်းဒေသကြီးနဲ့တခြားကမ်းရိုးတန်းတွေပေါ်ဆူနာမီတက်ရောက်နိုင်တယ်။ဒါပေမဲ့ကျွန်တော်တို့တနင်္သာရီတိုင်းစိုးရိမ်စရာမရှိပါ။ကျွန်းတွေကကာထားလာပြင်တောင်နှမ်းတွေလည်းရှိကြမို့ငလျင်ကျော်ထဝယ်ပြည့်ရလည်းမလှုပ်ရှား။ လှုပ်ရှားနိုင်တော့လဲစိုးရိမ်စရာမရှိပါကြောင်းတင်ပြပါရစေ။ဒါပေမဲ့ဒီအိန္ဒိယပလိတ်စိုက်ဝင်လာလေလေပုပ်ပားတောင်ပြန်လဲရှင်တန်လာမှာဆိုတာကိုသိစေချင်လို့ပညာရေးဆိုင်ရာမျှဝေမှုတသက်ပါစိုးရိမ်စရာဖြစ်အောင်ပြောခြင်းမဟုတ်ပါ။နောက်ပြီးဒီမိတော်ဖြစ်တည်မှုဟာစကိုင်းပြည့်ရွေးနဲ့လုံးဝဆက်ဆက်မှုလည်းမရှိပါကြောင်းတင်ပြပါရစေ။ဆရာရွှေစင်မြဝေဒသုတေတိမှတ်ချက် ။ဝရင်းစာရဲ့သူဆေယာရွှေစင်မြဝေဒသုတေတီတီ။တာမန်ဘေရင်လက္ခဏာပေါ်ရှိုးငကြွားဆရာတူမဟုတ်ပဲ။ချမ်းသာပြီးဩဇာကြီးသောမိသားစုမှဆင့်သက်ခဲ့ပြီးကြွားဝမှုကင်းကအနေအေးပြီးကျွန်တော်ဤမူလာရန်မှတက္ကသိုလ်အထိဝေကြားသူကျောင်းနေဘက်တူဖြစ်ပြီးယခုခါထဝယ်တက္ကသိုလ်ဤဘူမိဗေဒမေဂျာဌာန၏ပါမောက်ခတူလည်းဖြစ်သည်။အမေရိကန်နိုင်ငံမှဒေါက်တာဘွဲကိုစကောလာစုချင်းမြင်ခံရပြီး ဘာသာရ၌ထူးချွန်သူဖြစ်သည်ဝေရဗေဒင်ပညာ၌လည်းအသက်16နှစ်အရွယ်ကပင် လေးလာခဲ့ပြီးထူးချွန်နှဆက်ခဲ့သူဖြစ်သည် အနေအိပ်ပြီးယူသားကဘဝဒေါသကင်းပြီးပရိယတ်တိစာပေများကိုလေ့လာလိုက်စားပြီးပရိယတ်တိဆိုင်ရာပွဲများကိုလည်းရယူထားသော လူဖုံးကြီးဟုခေါ်ရလောက်အောင် အနေအိပ်သောသူဖြစ်ပါသည်ဒုရိယတော်မှာ